မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒေါရပြတန်တော်ပါမခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အဖြစ်ကျွန်တော်နဲ့တို့နှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းအခန်းကြီး82အပိုင်းငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဖျားသခင်သည်ဖျားတို့ဤပရိသတ်၌ရက်လျက်နေတော်မူ၍ဖျားတို့အလယ်၌စီရင်တော်မူ၏ ဒီကျမ်းစာကိုကြည့်တဲ့အခါမှာဘုရားသခင်ကဘယ်လောက်ကြီးမြတ်တော်မူလဲဆိုတာကို တွေ့ရပါတယ်။လောကမှာဘုရားလို့သတ်မှတ်တဲ့အရာတွေအများကြီးရှိပါတယ်။ဒီနေရာမှာကျွန်တော်ဆင်ခြင်မိတာကတော့ဘုရားတို့ဤပရိသတ်၌ရက်လျက်လို့ပြောတဲ့အခါမှာဒါအများကြီးကိုဆိုလိုတာဖြစ်ပြီးတော့မြေကြီးပေါ်မှာစီရင် အုပ်ဆိုးပိုင်ခွင့်ရှိတော်သူတနည်းအားဖြင့်ပြောရရင်ဒီလောကမှာအာနာရှိတဲ့ရှင်ဘုရင်နေထင်ကြရပုံကိုယ်တွေ လူတွေကိုဩစာလွှမ်းမိုးနိုင်တဲ့သူတွေဒီလိုမျိုးလူတွေကိုစိုးလို့တယ်လို့ကျွန်တော်ဒီလို နားလည်မိပါတယ်။အောက်ပိုင်းကိုဆက်ကြည့်ရင်လည်းဒါမျိုးကိုတွေ့ရပါလိမ့်မယ်။သူတို့တွေကစင်ရဲတော်သူမိဘမရှိတဲ့သူတွေကို မတရားသဖြင့်ပြုတယ်။ငတ်မွတ်နေတဲ့သူတွေကိုလည်းမတရားသဖြင့်ပြုတယ်။မတရားတဲ့အမှုအရာတွေနဲ့ပြည်နေတဲ့ဒီမြေကြီးပေါ်မှာဖျားသခင်ကတရားစီရင်ပိုင်ခွင့်ရှိသောအရှင်နေနဲ့တရားစီရင်မယ်။ လူမျိုးအပေါင်းကိုအပိုင်ရတော်မူမယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ဒီနေ့ ကျွန်တော်တို့ကို မတရားသဖြင့်ပြုသော မင်းအစိုးရတွေမှစပြီးတော့ကျွန်တော်ပုံမှာမတရားသဖြင့်ပြုသော အကြီးကဲတွေစသဖြင့်လောကမှာပိုင်ဆိုးတဲ့သူတွေလူတွေကကြောက်ရွံ့ရတဲ့ခေါင်းဆောင်တွေအဲ့ဒီလူမျိုးလူတွေမတရားသဖြင့်ပြုတာကိုဘယ်သူကတရားစီရင်ပေးမှလဲဆိုရင်တော့ဖယားသခင်ကိုရော်တိုင်ကတရားစီရင်မှာဖြစ်ပါတယ် ချစ်တော်မိဘညီကိုမောင်တို့မှာတို့ဖယားသခင်ကဘသူဘက်ကနေတရားစီရင်မလဲဆိုရင် မတရားသဖြင့်ခံရတဲ့သူတွေဘက်ကတရားစီရင်မှာဖြစ်ပါတယ်။ဇင်းရဲတဲ့သူမုတ်ဆိုးမှမိဘမဲ့တွေဘက်ကနေတရားစီရင်မှာဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့ဒါကြောင့်မတရားမှုတွေများတဲ့ဒီလောကကြီးထဲမှာမြင်းမြင်းသမျှဒီမတရားမှုတွေကြောင့်စိတ်ဒုက္ခရောက်နေကြရတဲ့လူပရိသတ်တွေဒီမတရားမှုတွေကို ခံစားရပြီးဒုက္ခရောက်နေကြတဲ့သူတွေဒီမတရားမှုတွေရဲ့လွှမ်းမိုးမှုအောက်မှာတွန်းလှန်ဖို့ခက်ခဲနေတဲ့ဖိနှိပ်ခံရတဲ့ဘဝတွေကိုဘုရားသခင်ကကယ်တင်มาဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဘုရားသခင်ကဘုရားတို့ဤပြိတ္တမှာရက်ပြီးတော့နေပြီးတရားစီရင်မဲ့ဘုရားဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်ဒါကြောင့်မလို့ဘုရားကိုကြော်ပြီးမှဘယ်သူမှဘာမှလုပ်လို့မရဘူးမတရားတဲ့တရားစီရင်မှုတွေ မတရားတဲ့လှုပ်ဆောင်ချက်တွေအလုံးကိုဘုရားသခင်ကပြန်လဲတက်မှတ်ပြီးတော့မှစီရင်မဲ့ဘုရားဖြစ်ပါတယ်။ဘုရားသခင် ပြုပြီဆိုရင်တော့အရာအလုံးဟာသူ့နေရာနဲ့သူ အဝင်ကွင်းကျဖြစ်သွားမှအသေးချာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့ဘုရားသခင်ကိုသာအော်ဟစ်ရအောင်ဘုရားသခင်ကိုသာ တောင်းတရအောင်ဘုရားသခင်ကိုသာ တိုင်တီးပြီးပြောကြရအောင်မတရားမှုတွေအလုံးဘုရားသခင်ဖြည့်ရှင်ပေးမှာဖြစ်ပါတယ်။ဖြည့်ရှင်ကောင်းချီးပေးပါစေ။ ဆုတောင်းကြပါစို့ကောင်းမြတ်သောဖခင်ကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုစကားပြောလို့ကျေးဇူးတင်တယ်ကိုရောဘုံထင်ရှားစေတဲ့အသက်တာဖြစ်စေတယ်လို့မတရားမှုတွေကိုကိုရောရှင်ဖခင်ကိုရောတိုင်းစီရင်တော်မူပါကိုရောအလျင်မြန်ကြွလာ၍စီရင်ပါဖခင်တို့ဤပရိသတ်မှာရက်ပြီးတော့တရားစီရင်မယ်ဆိုတဲ့ဂတိစကားရှိသည့်အတိုင်းကိုရောမတရားသဖြင့်ခံရတဲ့သူတွေဘက်ကနေရက်တည်ပြီး ထိုဖရာတို့ကိုတရားစီရင်တော်မူပါယေရှုတော်ပေါင်းကိုချီးမွမ်း၍တနိဒာလုံးကိုဆက်ကတ်တဲ့အခါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောကောင်းကြီးပေးပါမိကြောင်းဆုတောင်း၍ဆက်ကတ်အနံ့ကြပါ၏အာမင်